တခုလကအလှမေဖြစ်သွားတာဘာမှလို့လဲဖြစ်ခွင့်မရှိဘူးလားဆိုပြီးတော့ပရိသတ်တွေကိုမေကွန်ထုတ်လာတဲ့ Miss Universe ကြောကြီးပရိသတ်များအားလုံးပဲမိင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ ကျော်ကြီးလိုအများကခေါ်ဝရာကိုခံနေရတဲ့ခင်နာဆိုကတော့အခုဆိုရင်လာမေလောကကိုကြီးစိုးနေပြီလေဖြစ်ပါတယ်။ကျော်ကြီးတရားလာမေလောကရဲ့ဝင်လာချိန်မှာတော့ပရိသတ်တရဲ့အပိမှုတဲ့ဝိဖန်မှုတွေနဲ့သာအရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ခင်နာဆိုကဖျားမေတရားမေဘဝနဲ့ချိန်တော်ကြာနေထိုင်ခဲ့ပြီးတိတ်မကြခင်ချိန်ကဘဝမှာအကူစရာဖျားပဲရှိတယ်ဆိုပြီးတော့သီလရှင်ဝခဲ့သူတွေဖြစ်ပါတယ်။ တိလရှင်တကယ်ဝခဲတုံးကဆိုရင်လေသူများတွေထပ်ပို့ပြီးတော့ဖျားတရားလုပ်တွေကိုအာယုံစိုက်ပြီးတော့လုပ်ဖြစ်ခဲ့တာအလုံးမြင်ပါပြီ။တင်းငင်အေဂျင့်နဲ့ပုံစံနဲ့ဖျားရည်တရားရည်ကိုခလုံးနေတာမလို့ရာသက်ပံများတိလရှင်ဝတ်မှာလာမသိဘူးဆိုပြီးတော့ထင်ကြပေးခဲ့ကြတဲ့အထိပါပဲ။ တရက်ကိုအတွေးနှခါလောက်ပြောင်းတဲ့ခင်နာဆိုကတော့သီလရှင်ထွက်တာနဲ့သူဖြစ်ချင်တဲ့လမ်းကြောင်းကိုရွေးချယ်လျှောက်လန်းတော့တာပါပဲ။မြန်ဆန်နေသူရဲ့ရွေးချယ်မှုကပရိသတ်တွေကြားမှာစိတ်ဝင်စားစရာဖြစ်ခဲ့တယ်လို့ဝေဖန်ခြင်းစရာဖြစ်ခဲ့တာတော့သိကြပါပဲ။ခင်နာဆိုကတော့သီလရှင်ထွက်ပြီးတော့မကြခင်မှာဂရုံးကင်နဲ့ကက်ဒဝတင်တဲ့နေတက်ပြီးတော့အခုဆိုရင်လှမေလောကတွေကိုစတင်ဝင်ရောက်လာခဲ့ပြီလေဖြစ်ပါရင်။ခင်နာဆိုကတော့ကက်ဒဝတင်တာဘာအတွက်လဲဆိုတာထုတ်မပြောခဲ့တယ်လို့အလှမေတယောက်အနေနဲ့ဝင်ပြိုင်နေချိန်မှာလည်းပရိသတ်တွေကိုသိမပေးခဲ့ပါဘူး။ ။မသိကြတဲ့အချိန်မှာသူ့လုံးနေတဲ့လမ်းကြောင်းကိုထုတ်ပြောလိုက်ရင်ဝေဖန်ခံရမှာဆိုလို့သူစူးရတဲ့အချိန်မှာဒါပြိသက်ကြီးကိုတိပေးခဲ့တာလည်းဖြစ်ပါတယ်။ကျနာဆိုတော့တိလာရှင်ထွက်ပြီးတော့သမင်းသေးချာမပေါက်သိချိန်မှာပဲအလောင်းမေလောကတွေကိုဝင်ပြီးတော့ဆူရအောင်ယူခဲ့တာလည်းဖြစ်ပါတယ်။သူကတဲ့ရွယ်ကတည်းကရှိအပြိုကိုခွဲခြားမှုမရှိတဲ့ယူမစ်ဆူနီပါမှာဝင်ရောက်ရှင်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဘာပြင်စေမှုမှမရှိဘဲနဲ့သူများအဆွဲကောင်းလို့ချိန်တိုတေးဝင်ပြိုင်ခဲ့ပေမဲ့မစ်ဆူနီပါဘကိုရဲ့ဝင်းနာခရောင်းကိုရှာခဲ့တာမလို့ပြည်သက်ကြမှာကြရထားနေရလည်းဖြစ်ပါတယ်။ ပြည်သက်တရတော့ခင်နာဆိုလှမေလောကတွေကိုဝင်တာအံ့ဩနေကြသလိုစူပါရလာတာမလို့အံ့ဩမှုကတော့ပြောစရာတောင်မှလိုမင်းမထင်ပါဘူးအိနာကွဲမျိုးသမီးတယောက်ကအခုလိုလုံနိုင်တာကိုခုံယူသူရှိပေမဲ့စူရတာမထိုက်တယ်မို့ဆိုတဲ့သူတွေကလည်းအများကြီးပါပဲခင်နာဆိုကတော့သူဖြစ်စင်းတဲ့အရာကိုပုံဖော်တဲ့နေရာမှာပြည်သက်တွေကဝေဖန်နေတာမလို့မိခွန်းပြန်ထုတ်ခဲ့ပြီးလဲဖြစ်ပါရည် သူဆူရတာကမထိုက်တန်ဘူးလို့ပြောရအောင်အိမ်နောက်ခွဲတစ်ခုလည်းဖြစ်တာနေပဲအလှမေဖြစ်ခွင့်မရှိတော့ဘူးလားဘာမှလို့လဲဆိုပြီးတော့မိခုနေထုတ်ခဲ့ပြီးလည်းဖြစ်ပါရင်သူစိတ်ထဲမှာတော့ပရိသတ်တွေကသူ့ကိုဆူမရသေးဘူးမထိုက်တန်ဘူးလို့ပြောနေတာသူတစ်ခုလည်းဖြစ်လို့ဝေဖန်နေတာဆိုပြီးတော့ထင်နေကြတာပါလက်တွေမှာတော့ဆူနေမထိုက်တန်ဘူးအလှမေမဖြစ်သင့်ဘူးဆိုပြီးတော့ဝေဖန်တာသူ့ရဲ့ဖြစ်တည်မှုကြောင့်မဟုတ်ပဲအလှမေတယောက်ရဲ့ပုံစံမရှိသလိုဆူရတဲ့နေအနေထားမဟုတ်လို့ဝေဖန်ခံနေရတာလည်းဖြစ်ပါရင် မင်းစူနီပါကိုဝင်ပြိုင်တာအားလုံးကအမိုက်စားဖြစ်နေပေမဲ့ခင်နာစိုးရင်ရုပ်ရည်နဲ့ body stretcher လှမယ်ဖြစ်တဲ့နဲ့ပုံမဟုတ်ဘူးဆိုပြီးတော့ဝေဖန်နေကြတာလေးဖြစ်ပါတယ်။အလားမယ်လေးကပပိန်ပါပါဂီတာရှေလေးမဟုတ်ပဲရှင်40ခါလေးစေတင်း40ခြေတလုံး40နဲ့ဘလို့စုရလဲမသိဘူးဆိုပြီးတော့ဝေဖန်နေကြပြီလေးဖြစ်ပါတယ်။သူကတော့သူရဲ့လောက်ကိုဝေဖန်တာမဟုတ်ပဲတခုလဲဆိုရဲဖြစ်တည်မှုကိုဝေဖန်နေထင်ပြီးတော့အလုံးစုံရှင်းပြနေပေမဲ့လက်တွေ့မှာဝေဖန်နေတာကတခုဖြစ်နေရလဲဖြစ်ပါတယ်။ မင်းစင်ဒီပါဘကိုးဝင်းနာကြောကြီးရဲ့ပုံစံနဲ့ပတ်သက်ပြီးပရိသတ်လေးတွေရဲ့မြင်ကိုယ်လေးပြောခဲ့ပေးပါအောင်ရှင်ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်